်ပီဂျီနဲ့ OWIC ကလက်ဝယ်ရှိနေသူများပြည်ပနိုင်ငံသို့ထွက်ခွာမယ်ဆိုပါကအလို့သမားဝင်ကြီးဌာနသို့လျှောက်လာတင်ကခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်းမလာ၁၇ရက်နေ့တွင်အလို့သမားဝင်ကြီးဌာနကထုတ်ပြန်ပါသည်ထုတ်ပြန်ချက်တွင်ပြည်ချင်းနိုင်ငံကူးလက်မှတ်နှင့်ပြည်ပအလုပ်ကိုင်လူသမားတက်တီကံက OWIC ကလက်ဝယ်ရှိနေသူများသည် agency အစီအစဉ်ဖြစ်တော်၎င်းမိမိအစီအစဉ်ကျွမ်းကျင်ဖြစ်တော်၎င်းခွင့်ပြန်လာသဖြင့်ခွင့်ရစေကပြန်လူချင်းကြောင့်တော်၎င်းပြည်ပနိုင်ငံသို့ထွက်ခွာမယ်ဆိုပါကအလုပ်သမားဝင်ကြီးဌာနသို့အောက်ပါစာရွက်စာတမ်းများနှင့်အတူ အွန်လိုင်းမှာတဆင့်လျှောက်ထားကလူကိုယ်တိုင်လာရောက်ခြင်းမပြုရန်ပြည်ပသူသွားရောက်အလုပ်လုပ်ကြရန်အတွက်ခွင့်ပြုချက်ကိုရောက်ရမှာဖြစ်ကြောင်းပါရှိပါရယ်။ရင်းစာရွက်စာတမ်းများမှာကာကြီးအလုပ်သမားညွန်ကြားရေးဦးစီးဌာနသို့လိမ့်မှု၍ပြည်ပသူသွားရောက်အလုပ်လုပ်ကြရန်အတွက်ခွင့်ပြုချက်ကိုရယူရန်လျှောက်ထားသည့်စာခါဝေးနိုင်ငံကူးလက်မှတ်တပ်ပုံပါစာမျက်နှာနှင့်နေထိုင်ခွင့်တက်တန်းစာမျက်နှာကငယ်တက်တန်းရှိနေတဲ့ပြည်ပအလုပ်ကံအလုပ်သမားတက်တည်ကံကတ် OWIC ရှေ့နောက်မိတ်သူကာကြီးခွင့်ပြန်အလုပ်သမားများဖြစ်ပါက တတန်းရှိနေတဲ့အလုပ်လုပ်ခွင့်ပါမင်းမိတူနဲ့အလုပ်ရှင်မှခွင့်ပြည့်နေရသူပြန်ရန်ခွင့်ပြုသည့်ခွင့်စာ C. အေဂျင်စီများအနေဖြင့်ပြည်ပသို့တွားရောက်အလုပ်လုပ်ကံရန်အတွက်တင်ပြရာတွင်သက်ဆိုင်ရာနိုင်ငံအလိုက်လုပ်ငန်းဆောင်ရွက်နေတဲ့သက်ဆိုင်ရာအီးမေးလ်များသို့တင်ပြရန်မိမိအစီအစဉ်ဖြင့်ပြည်ပသို့တွားရောက်အလုပ်လုပ်ကံရန်အတွက်တင်ပြရာတွင်သတ်မှတ်အထောက်အထားများနှင့်အတူ migrantdeparture@gmail.com သို့ပေးပို့လျှောက်ထားရန်အနည်းဆုံးရုံးပေးရမှာပါ၅ရက်ကြိုတင်ရေးလျှောက်ထားရန်လိုဖြစ်ကြောင်းသိရပါသည် ဝင်ရေးဌာနအနေဖြင့်စစ်ဆေးပြီးနောက်ပြည်ပသို့သွားရောက်အလုပ်လုပ်ကြရန်အတွက်ခွင့်ပြုတဲ့စာရင်းများကို Safe Migration Telegram Channel တွင်ကြေညာပေးမှာဖြစ်ပြီးသက်ဆိုင်ရာလေဆိပ်များသို့ပေးပို့ထားမှာဖြစ်ကြောင်းအခုတတိပေးကြေညာချက်ပါလုပ်ငန်းစဉ်ဟာ2025ခုနှစ်မတ်လ18ရက်နေ့တင်လာနေတွင်စတင်ဆောင်ရွက်ပေးမှာဖြစ်ကြောင်းအလို့သမားဝင်ကြီးဌာနကလည်းသိရပါဗျာ။